တိုင်းပြည်လူထုကိုနိုင်စတူဘွားနှိမ့်ဆက်နေတာသူဘယ်သူမှမဟုတ်ဘူးအဲ့ဒါအဲ့တော့ကိုကိုကိုမှန်တယ်ပြန်ကြည့်ပြီးတော့ပြောနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်နဲ့ဆိုပြီးတော့မင်းအောင်လိုက်မင်းကိုကိုကိုမှန်တယ်ပြန်ကြည့်ပြီးတော့နေ့တိုင်းပြောဒါမင်းလိုအောင်မယ်ကိစ္စမင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်အော်တိုဘာလ15ရက်မြမရေရတနေ့တာအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကို A Time ကိုကြော်ကြော်သိ YouTube Channel နဲ့ VI Video ပူးပေါင်းစီစဉ်နေဆက်နေတာဖြစ်ပါရစေ။ကိုကြော်ကြော်သိမင်္ဂလာပါခင်ဗျာ။ င်္ဂလာဝါကိုကြောင့်ပါဟိဟုတ်ကဲ့ကိုကျော်သိန်းဒါဒီနေ့ကတော့ဒါဒီစစ်တပ်ထိချုပ်ထားတဲ့နေပြည်တော်ပေါ့လေနေပြည်တော်မှာဒါဒီအလုံးအားပြည့်ပြည့်သွားပြီလို့ပြောနေရဲ့ NCA စာချုပ်ချုပ်ဆိုခြင်း၁၀နှစ်ပြည့်ခမ်းနားဆိုပြီးတော့ဟိုကျင်းပနေတာတွေ့ပါတယ်ဒီခမ်းနားမှာလည်းဒါငင်းငင်းပွဲစားတွေလည်းတက်လာတာကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်ခါဒီစစ်တပ်တောက်တိုင်းဒီရုပ်ရှင်သရုပ်ဆောင်တွေဟိုယုံလေးတို့နောက်ဖုန်းချစ်တို့ပေါ့နော်ဒါမျိုးတွေတက်လာတာတွေ့ရပါတယ်နောက်နိုင်ငံရေးပါတီအတူတွေတက်လာတာတွေ့ကြပါတယ် ဆိုတော့ဒီလိုခန်းနာဒီ NCA ခန်းနာနဲ့ပတ်သက်ပြီးတော့ပဲဒါကိုကျော်နေစပြီးတော့ဆွေးနွေးပြပါအောင်ဘယ်လိုအခြေအနေတွေရှိလဲပေါ့လေကျေးဇူးပါကိုကျော်မောင်ပြောရအောင်ဝေလီလေးလည်းဝေလီလေးလာလို့ကြတာပေါ့ဗျာပြောရအောင်ဒါပါပဲအဲ့တော့ NCA လို့ပြောရတော့ကျွန်တော်တို့ပြောကျွန်တော်က MCA ဖြစ်နေပါပြီတကယ်ရတော့အရင်ဆုံးအဲ့ဒီပွဲမှာမင်းအွန်လိုင်းအင်းစကားပြောတဲ့အခါမှာပြောရတာတွေ့ရတော်တော်လေးကြီးစရာကောင်းတယ်သူထုံးစံတိုင်းသူပါဇက်နဲ့ မတတ်မရစကားတွေပြောတော့ပါတယ်လေဟိုတိုင်းရင်းသားတွေဖြစ်နိုင်တာပြောပါမဖြစ်နိုင်တာမပြောဘူးမလုပ်ဘူးเนาะခုချိန်ထိသူတို့ကစစ်တပ်ကခုချိန်ထိဒီတိုင်းရင်းသားတွေကိုသူတို့ကပေါ်စည်းပေါ်တယ်တိုင်းရင်းသားတွေကသူတို့အောက်ကဆိုတဲ့ပုံစံမျိုးခုချိန်ထိပြောဆိုပြရတယ်เนาะအဲ့တော့ဘာဘလို့လက်တွေ့သဘောထားဘလို့ရှိမယ်ဆိုတာခံမှန်းကြည့်လို့ကြားတယ်လေပြီးတော့ပါလေနိုင်ငံကိုဒုက္ခကြောက်အောင်မလုပ်ကြောက်ဘူးလေဒီစကားကတော့ဒီကနေ့အတွက် ဒီနေ့အတွက်ခင်ဗျာဟာတအမြောက်ဆုံးစကားပဲအဲ့မှာလူတွေကပြောနေကြနိုင်ငံဒုက္ခရောက်မလုပ်ကြပါနဲ့ကျွန်တော်တယောက်တည်းနဲ့ဒုက္ခရောက်အောင်လုပ်ရတာလက်မလဲပါဘူးဆိုတော့ပြောဝိုင်းပြီးတော့ပြောနေကြလောင်နေကြဟုတ်တယ်တကယ်တိုင်းပြည်ကိုဒုက္ခရောက်အောင်လုပ်နေတာကသူလေအဲ့ဒါကိုသူကတဖိုးကလူလူဖြစ်ပြီးတော့နိုင်ငံဒုက္ခရောက်အောင်မလုပ်ကြပါနဲ့ပါလို့ဘလောက်တိုင်းပြည်ကိုဒုက္ခရောက်အောင်လုပ်တယ်ဗျာစဉ်းစားကြည့်2021ဖေဖော်ဝါရီလနေ့အနာသိန်းတဲ့အချိန်ဒီမတိုင်ခင်က မြန်မာနိုင်ငံကဟာလမ်းကြောင်းပန်ပေါ်ရောက်ခါစားအခြေအနေလေးတိုင်းပြည်လုံးကလည်းပဲစိတ်ကွန်ဝါတွေတက်ကြွပြီးတော့မျောလင်းချက်အပြည့်နော်အနာဂတ်ကြီးမှန်းချက်တွေအပြည့်ပေါ့နော်ဒါမျိုးနဲ့တွားနေကြတဲ့အချိန်ပါကောက်ကြွအနာသိမ့်လိုက်တာနော်လမ်းကြောင်းမှန်ရောက်ခါစားတိုင်းပြည်ကိုကြောက်ရွံ့လုံလုံဆွဲချပလိုက်တယ်သူဆွဲချတာပြီးတော့တိုင်းပြည်လူလူကိုနေစတူကနှိမ့်ဆက်နေတာသူဘယ်သူမှမဟုတ်ဘူးအဲ့ဒါအဲ့တော့ကိုကိုကိုမှန်တယ်ပြန်ကြည့်ပြီးတော့ပြော နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်နဲ့ဆိုပြီးတော့မင်းအောင်လိုက်မင်းကိုကိုကိုမှန်နေပြန်ကြည့်ပြီးတော့နေ့တိုင်းပြောဒါမင်းလို့ရမယ့်ကိစ္စအဲ့တော့ခုနကဘသူတွေပါတယ်တက်တယ်ကိုကျော်မောင်လည်းပြောသွားတဲ့ထဲမှာပါပါတယ်အင်္ဂလိပ်ပြင်ပေါ့ဗျာသတိနေမှာတွေ့ရသလောက်ပေါ့ယူရင်းကလာတဲ့သတိနေမှာတွေ့ရသလောက်ကတော့ဒီမနိုင်ငံမှာရှိတယ်တိပတန်ယုံနေနော်နိုင်ငံသားတန်ယုံနေကျွန်တော် live ဒီလောက်40ကျော်ရှိတယ်ဗျာ42ခုလို့ဆိုရင်တွေ့တာပဲ40ကျော်ပဲဆိုကြပါဦးအဲ့40ကျော်တွေက20တက်တယ်လို့သတင်းတစ်ပုဒ်မှာတွေ့တယ်ဆိုတော့ထောက်ဝက်ဘယ်တက်တယ် ထောက်ဝက်ပဲတက်တယ်နိုင်ငံသားတက်တယ်ဒါထောက်ဝက်ကလည်းမစားပါဘူးပြသူတို့နဲ့ဘလန်နာမှာတင့်တဲ့နိုင်ငံတွေအများကြီးရှိတာပဲလေနော်ဥပမာတရုတ်ဆိုရင်ထူးထက်တက်တယ်ဗျတိတ်ရှိချင်းလာတယ်ဟုတ်တယ်မလားတိတ်ရှိချင်းမပါလဲမြောက်လာသူတို့ရဲ့အဲအမတန်စံတက်လာပါတော့မဲပေးဆက်ကြည့်တော့မှသူကတရုတ်ပြလိုက်သေးတယ်ဟိုဘက်ကဟိုဘက်တပ်ပုံတွေမှတွေ့တာတရုတ်တရုတ်တန်တတမန်ကြည့်ပေါ့ဘာမှလည်းနားလည်းမလည်းမဟုတ်ဘူးလေဆက်ကလည်းကြည့်တော့ဗျာဟိုရောက်ွက်ထဲကတွင်ကုန်ကထုတ်ထားတဲ့ဆက်တတာလောက်ပဲရှိတာပါ ော်ဆက်လည်းမရှိဘူးတကယ်အဲရောဆိုတော့ပြီးတော့ဘယ်သူတွေတက်သေးလဲဆိုတော့ရွေးကောက်ပွဲဝင်မဲ့သူ့ရောင်ထောင်ကျောက်ရွေးကောက်ပွဲကိုအားကျိုးမှန်တဲ့ဝင်ထားမဲ့ရွေးကောက်ပွဲပါတီတွေကလူတွေတွေ့တယ်ဥပမာကေကျုတို့ဘာတို့ပေါ့ဗျာထားပါတော့ကြောက်လူတွေနေမဲ့နောက်ပြီးတော့ဇောမူဒူစေဖိုးလို့ခွန်အုပ်ကာတို့လိုမျိုးကိုလူဒူကိုတောင်မှတကယ်ပြန့်ပြန့်ပူစားပြမရှိတော့တဲ့လူတွေတက်တယ်နော်ဒီရက်ကကြတော့ လူဝင်ရမှာနှစ်ယောက်တစ်ပိုင်းရှိတဲ့နော်စက်ကူကြတတလက်လက်ကင်အဖွဲ့ပြီးတက် NC တဲမှာလည်းပါကြောက်နော် ပြီးတော့ငင်းချိုင်းပွဲစားတွေပွဲရတာငင်းချိုင်းဆိုတော့ကနော်ပွဲစားလို့ပြန်ကောင်းတဲ့စကားအလုပ်ဆိုတော့ဒီလူမျိုးတက်ကြတော့အဲ့တော့ဒီမှာလုံးလုံးပြတ်မတွေ့ရတာကဟလာတက်ကြတဲ့လူတွေကဟလာဒီအပြည့်ခိုင်ရဲ့စင်းကြီးလူမျိုးညီတိုင်းနဲ့ဆက်ဆက်တဲ့ပွဲမျိုးကိုတက်တဲ့လူတွေကသူတို့နဲ့မငင်းချမ်းနေတဲ့လူတွေမဟုတ်ဘူးသူတို့နဲ့ပြည်လည်နေတဲ့လူတွေ ော်မတက်တာကသူတို့ ਨੇ မပြေလဲလို့ဒီဘူးမှမတက်ဘူး။လက်ရှိသူတို့ ਨੇ တိုက်နေတဲ့သူတွေဘူးမှမတက်ဘူး။ဒါဟောကဒီပွဲရဲ့တယုံတပေုတ်တကံကရှင်းသွားတာပဲကြောက်ပါလေ။ NC ရောကျွန်တော်လည်းပြန်ကြည့်အောင် NC ဘယ်လဲပါလဲ။ NC နောက်ခံပေါ့နော်ဒါလေးချက်ကျွန်တော်လို့ရှင်ပြန်ကြည့်အောင်ဆိုတော့ NCA ကသူက2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာလက်မှတ်ထိုးကြတယ်နော်ဦးသိန်းစိန်တက်ထက် NCA ရဲ့အဓိကရည်ရွယ်ချက်ကချုပ်ပြောရင်သူက တနိုင်ငံလုံးအပြစ်ခတ်ရက်စဲဖို့နဲ့နိုင်ငံရေးစကားပြောမှုဒါ MC ရဲ့အဓိကအလုပ်ပဲတော့ဒေါ်ဆန်းစုကြည်တို့လက်ထက်မှာ27ရာစုပင်လုံးပြည်တော်စုနေနေဒီလာကန်ဆိုပြီးတော့ဆက်ပြီးတော့လုပ်တယ်မပါသေးတဲ့ဖွဲ့ကြီးလည်းပေါင်ဆက်စူးစမ်းရတယ်ပေါ့ဗျာဒါက MC နောက်ခံအချင်းစာကလေးကလူနေတာပါလဲဆိုတော့စာကလေးက DNCA မှာအရင်အချိန်2015လုံးကရှိနေတဲ့တနက်ကန်အဖွဲ့အကုန်မပါဘူးเนาะဥမာအချင်းကျွန်တော်တို့ WSA လို AA လို KIA လို့ဟလား MNDA လို့ TNA လို့ KMPP လို့ဒီလိုပွဲတွေပေါ့เนาะဒါအပြင်ဒီ NCA ဘာသာဘောနည်းချက်တွေစစ်တပ်ကအကြိမ်ကြိမ်ချိုးဖောက်တယ်လို့လည်းပဲသက်ဆိုင်ရာဖွဲ့စည်းတွေကပြောထားတယ်အထောက်အထားတွေလည်းပဲအခိုင်အမာရှိဒါက NCA နောက်ကပြီးတော့ဘာဆက်ဖြစ်တယ်လဲ2017မှာအာနာသိန်းနဲ့ February ရက်နေ့မှာအာနာသိန်းနဲ့အခါကျတော့ SCA လက်မှတ်ထိုးတော့ကပါတဲ့၁၀ဘွဲ့ဒီ၁၀ဘွဲ့တဲက KNU ရဲ့ ABSD ရဲ့เนาะ PNL ရဲ့ CNF ရဲ့ပြီးတော့ NMSP ရဲ့ LD LDU ရဲ့ပြီးကြတဲ့ရက်ကတင်လာချက်ထုတ်ပြီးတော့ NCA ကစက်ကြာဖြစ်သွားအဲစက်ကူစုပ်ဖြစ်သွားပြီဆိုပြီးပြောရတဲ့ဘွဲ့ဒီဘွဲ့၆ဘွဲ့ပြောတယ်၁၀ဘွဲ့မှာ၆ဘွဲ့တက်တယ်ဒီလက်ရှိ၄ဘွဲ့ပဲကျန်တယ်ဦးကျော်စက်ကူစုပ်ဖြစ်သွားပြီလို့လည်းပြောထားတယ်အဲ့တော့ စစ်တပ်ကတော့ဒါ NCA ကိုသူတို့တရားမမှုပြခြင်းလို့ပြီးတော့ဟလာ NCA ကဆက်ပြီးတော့အကျုံးဝင်နေသေးပါတယ်ပေါ့ဗျာဒါဒါတရှိနေသေးပါတယ်ပေါ့ဒါတွေကိုခံပြလို့ခြင်းတို့လောက်တာပဲလေဒါကြောင့်မဟုတ်လူပွဲမျိုးတွေလောက်ပြီးတော့သွားနေတာပေါ့ဗျာနော်တကယ်တကယ်ကြတော့အာနာသိမ့်လိုက်တာကြောင့်မဟုတ်လို့ဒီ NCA မှာစီးနောက်ထားတဲ့အခြေခံဥပဒေနဲ့နိုင်ငံရေးဆိုင်ရာအခြေခံအုတ်မြစ်တွေကအလုံးကျိုးပြတ်သွားတယ်ဒါကျွန်တော်တို့ဟို မကြီးမထေပဲနဲ့အမှန်ကန်ကန်ပေါ့နော်ပေါကောင်ကကန်တုံးတက်ရတယ်ဆိုရင်အနာသိမ့်လိုက်တာကြောင့် NCA မှာရှိတဲ့အခြေခံဥပဒေအားလုံးကကျိုးပြက်ပြီးသားဖြစ်သွားတယ်ကိုကြောင့်ပေါ့ဒါအပြင်ဒီဘွဲမှာရှိရကျွန်တော်ပြောလို့လည်းလက်ရှိတလားဂျမစစ်တက်နဲ့တိုက်နေတဲ့ဘွဲဘာမှဒီ NCA နဲ့မသက်ဆိုင်ဘူး NCA ကဘယ်လောက်ဒီကနေ့တိုင်းပြည်ချင်းနဲ့ဘလောက်အကျုံးဝင်သေးတယ်လဲဆိုတော့ကျွန်တော်စမ်းစစ်ရင်လက်ရှိပြည်ပခဖြစ်နေတဲ့ဘွဲတွေမပါဘူးဗျာအဲ့တော့အကျုံးဝင်တော့ဘူး NCA ကဒီကနေ့ချင်းနဲ့ပြောရင် เนาะအဲ့တော့ပြောရရင်ဒီပွဲလူမျိုးကိုသွားတက်တဲ့လူတွေဒီအကြမ်းဖက်စစ်တပ်ကအာဏာသိမ်းတာတရားဝင်ပေးတာကြနော်ဒါတစ်ချက်တရားကိုပြေးတာပြီးတော့ဆက်အောင်စုကိုတရားကိုပြေးတာဒါဒါတမိုင်းပြက်ခန်းထဲမှာပါတယ်နော်ကျွန်တော်ပြောအန်ဟောတာပါလဲဆိုအဲ့ထဲမှာပါခုနကကိုကြီးကိုမားတယ်ကျွန်တော်နံပါတ်1မပြောချင်တော့ကိုကြီးကိုမားတယ်တတန်းနေလေကြာကြပါနော်ချိန်တုံးကလည်းပဲဖွဲ့စည်းတွေခေါင်းဆောင်ကြီးတွေပါဒီကိုကြီးကိုမားကြီးတွေကမဆက်ကြဘူးနော်မဆက်ကြဘူး လူပွဲမျိုးမှာခါတဲ့ဖလဲတကင်းစစ်တပ်နဲ့လက်ဆွဲနှုတ်ဆက်ပြီးတော့ခါတဲ့ခါဖက်ဖင်ဖက်နဲ့အတော်လေးမျက်နှာပြောင်တိုက်ရဲတဲ့လူတွေပဲလို့ကျွန်တော်တို့ပုံနေကြည့်ရင်လည်းအော်ဂလီဆန်ပြီးခေါင်းထဲမှာလေလို့အတွေးပေါ်တယ်ကိုကြောမော်ကြီးဆိုတော့ဟုတ်ကဲ့ပါကိုကျော်သိန်းရဒါ NCA ဆိုတာကလည်းဒါတကယ်ကိုဟိုကျွန်တော်ကိုကျော်သိန်းဆွေးနွေးသလိုပဲဒီဆရာနာတိန်းတဲ့အချိန်မှာပြက်ပြဲသွားပြီဆိုတာလည်းဒါသိကြပါရဲပေါ့လေအဲ့တော့ကျွန်တော်တို့ပြန်ကြည့်လိုက်ရင်ဒီဆရာနာတိန်းတဲ့အချိန်မှာပြန်ကြည့်လိုက်ရင် ဆိုတော့လက်ရှိဒီ NCA မှာစာချုပ်ထိုးထားတာလက်မှတ်ထိုးထားတာ10ပွဲပေါ့လေကိုကျော်သိန်းဆွေးနွေးသူလိုပဲအဲ10ပွဲကိုတိုင်ကိုကဒီနိုင်ငံရေးနည်းနဲ့ဖြည့်ဖြည့်ရှင်းဖို့ဆိုပြီးတော့ဆရာနာသိမ်းမှုကိုပြန်ပြီးရုပ်သိမ်းမှုတိုက်တွန်းခဲ့တာရှိပါသေးတယ်အဲ့တော့ကျန်ခဲ့တဲ့4ပွဲကတော့ဒီထုတ်ပြန်ချက်ကိုသူတို့ပဲမျက်နှာနဲ့ပြန်ဖတ်မလဲဆိုတာတော့ကျွန်တော်တို့မေကွန်ထောက်ရမှာပေါ့လေဆိုတော့ဒီလူတွေကိုယ်တိုင်ကဒီလိုဆေးရနာတိမ့်မှုဒီ NCA အနှစ်သာရဖြစ်တဲ့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့မဖြေရှင်းတဲ့ ပုံသဏ္ဍာန်ဖြစ်တယ်ဆိုတာကိုဒီထုတ်ပြန်ချက်ထဲမှာထည့်ထားတာတွေ့ရပါတယ်အဲ့တော့ခုနကကိုကျော်သိန်းဆွေးနွေးခဲ့သလိုပဲဒီ DNCA ခန္ဓာဘာမှနှစ်သာရမရှိတဲ့ခန္ဓာတစ်ခုပါပဲဒီ NCA ဆိုတာလည်းတက်ပြပြီးသားဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်ထပ်ပြီးတော့ဒီနေရာမှာမေးချင်တာကခုနကဒီဒီဒီခန္ဓာမှာပါလေဒီအနာသိစ်ကောင်းကောင်းပြောသွားတဲ့မိန်ကုန်းနေထဲမှာမိန်ကုန်းထဲမှာလည်းကျွန်တော်တွေ့ရပါတယ် ဆိုတော့ဒိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကဒီကုဒေတာဟိုကိုမခွင့်ပြုအောင်လှုပ်ဆောင်နေတယ်ဒီလိုပြိပခါတွေရှိလို့မခွင့်ပြုဘူးတိုင်းပြည်အောက်ကြနောက်ကြဖြစ်နေတယ်ဆိုပြီးသူကတပြန်ကြီးပြောသွားတော့ကျွန်တော်တွေ့ရတယ်ပေါ့လေဆိုတော့လက်ရှိအခြေအနေမှာလည်းဒီစစ်တပ်ကကျူးလွန်နေတဲ့ကြမ်းဖက်မှုတွေလည်းကျွန်တော်နိုင်ငံတော်မှာအများပြားတွေ့ရပါတယ်လေကြောင်းတိုက်ခိုက်မှုတွေကအဆပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေကိုကျော်လေးလက်ရှိအခြေအနေလေးကိုဆွေးနွေးပေးပါအောင်ခင်ဗျတကယ်ပြောရလို့ပေါ့ဗျာတကယ်တမ်းတိုင်းပြည်ကို လူတို့ကိုနှိပ်စက်နေတာညှဉ်းပန်းနေတာဒုက္ခပေးနေတာဘာလို့လဲဆိုတာကကျွန်တော်တို့ဘာမှလုံးကြံပြီးတော့ပြောစရာမလိုဘူးတရင်နေရာအခိုင်အမာဖြစ်ရတဲ့အခိုင်အမာထောက်ထားပြပြီးသားနော်ကျွန်တော်ဥနာဟိုဟိုမျက်နှာပြောင်တိုက်တယ်ဆိုတဲ့စကားဟိုမျက်နှာပြောင်တိုက်ရဲတယ်ဆိုတဲ့အတွေ့အကြုံပြောရင်းနဲ့ကျွန်တော်ပြောတယ်ဒီလောက်လူတို့ကိုဒုက္ခပေးနေတာကိုပါမမြင်ကြင်အောင်မသိကြင်အောင်စောင့်ပြီးတော့လူပွဲမျိုးသွားတက်ကြတာလीအဲ့တော့ဆိုတော့ဒီလိုလူမျိုးတွေကဟလာအပြစ်ခတ်ရဲစဲရီတို့ငိမ့်ချမ်းရီတို့ဘာကိုများ အတိတ်ပဲရှိရှိကြီးရောက်ရောက်လုံနိုင်ပါလေဗျာနော်ဒီလိုလူမျိုးတွေကအဲ့တော့မြောက်လိုက်အနာသိနေတဲ့ကဒိုင်းပြည်လူလူကိုဘယ်လောက်နှိမ့်ဆက်တယ်လဲဆိုတော့ကျွန်တော်အထောက်အထားအချက်လက်တွေနဲ့ကျွန်တော်ပြောပြနော်ဒါပထမဦးဆုံးနိုင်ငံချင်းသားမကူညီဆောင်ရှောက်ရေးအသင်း EPP ကတောက်ဆောက်ဒီချက်လက်တွေသူတို့ပြုစုပြီးတော့ထုတ်ပြန်နေတာသူတို့ရထုတ်ပြန်ခြင်းအကြောင်းအနာသိနေတဲ့ကနေဒီနေ့အထိဆိုရင်အရတားတည်ဆုံးတဲ့လူရှိအတွက် EPP ကအတည်ပြုထားတာ 9353ရောက်ရှိတယ်ကျွန်တော်ခု10ရာအတိအကျပြောတော့ဘာလို့ဆိုတော့ဒါကလူတွေဖြစ်ပါတယ်လူသက်ဖြစ်ပါတယ်9353ရောက်ရှိတယ်အဲ့ဒီမှာမှဒီအတိပြုဖို့ကြံသေးတဲ့အရှိတွေက4000ထက်တလေရှိနော်အတိပြုဖို့ကြံသေးတဲ့အရှိတွေကလက်ရှိအချင်းတော်အတိအကျမှာဖန်ခံထားရတာ2300ဒီပါရှိတယ်နော်အဲ့ဒီအထက်မှာကလေးတင်ငယ်628ရောက်ပါတယ်အမျိုးသမီး6114ရောက်ပါတယ် ဒီနေ့ဒီချိန်ဒီဆိုရင်မင်းအောင်လိုက်တော့အကြဖက်အုံစုကြောင့်တည်ဆုံးရတဲ့ကလေးတငယ်ရှိတွေ့938ယောက်ရှိပြီးထောင်နီးပါးကိုကြောင့်ဒီထောင်ဆိုတာကောင်းပြပြလာလို့မကြခင်ဒါကတော့ကြုံကြောပါအဲ့အမျိုးသမီးတည်ဆုံးတဲ့လူရှိတွေ့တော့1800 68ယောက်ရှိဒါ ABB ကထုတ်ပြန်တဲ့ချက်တွေနော်အကျက်သားလေးကိုပြစ်မှတ်ထားပြီးတော့လေချောင်းကတိုက်ခိုက်တာနော်ဟိုရင်တော့ဆိုရင်တော့တိုက်လေရင်တို့ရဟတ်ရင်စည့်ရဟတ်ရင်တို့ နောက်ပိုင်းကျတဲ့အခါကျတော့ဒီတိမ်ပူဆောင်ကြီးလေးရင်တွေကိုပါဘုံတွေကျဲချပြီးတော့လက်နဲ့ဘုံကျဲချပြီးတော့သုံးလာတယ် Y8 တို့ Y12 တို့အခုကျတော့ပို့ပြီးတော့ဟလာဂျိုင်ကော့ပတာတို့လူလိုက်တဲ့လူမောင်းတဲ့လူတို့မောင်းကြတာကြီးပေါ့ဗျာလေဒီစက်တက်လေဒီတို့ပေါ့ဒါမျိုးတွေမျိုးစုံမျိုးစုံနော်ခင်ဗျာပြီးတော့ drone 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 ဆိုလည်းပဲတရုတ်ကရထားတဲ့ drone တွေနောက်ပိုင်းမှာစစ်တပ်ကတော့အားတတာနဲ့သုံးလာနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာတွေ့နေရတာလေဒါဒီလိုမျိုးပေါ့နော်ဒီကြောင့်တိုက်ခိုက်မှုမျိုးစုံကြောင့်အချက်သားပစ်မှတ်တွေနော်ကျွန်တော်ပြောတာစစ်ဖက်ပစ်မှတ်တွေမဟုတ်ဘူး ဂျာလာပြတ်မှတ်တွေကိုဒီဇောင်းတိုက်ခင်းမျိုးစုဒါက ACLED ဆိုတဲ့အဖွဲ့ကပြုစုထားတဲ့အချက်လက်တွေနှစ်နှစ်စာချိန်ကနေအတိအကျရှိတယ်2023နဲ့2024အကြမ်းသားပြတ်မှတ်တွေကိုဒီဇောင်းကတိုက်ခိုက်တာ2023ခုနှစ်မှာ253ချိန်ရှိတယ်2024ခုနှစ်မှာ986ချိန်ရှိဒီနှစ်နှစ်ထဲမှာရင်စုစုပေါင်း1029ချိန်ရှိကြာတာပြတ်မှတ်တွေကိုတိုက်တာအဲ့ဒီထဲမှာအင်တာနက်ရင်းနှီးပေါ်ရာအတိအကျဖြစ်ရဲ့စုကြည့်ပြပါ ကျွန်တော်ပြန်ချုပ်ပြောရရင်2022ခုနှစ်စက်တင်ဘာလ16ရက်နေ့ကလက်ရကုံကြီးရွာကဖုံးတော်ကြီးတင်စာတင်ကြောင်းကိုပုံကျဲကလေးတငယ်၈ယောက်အပါ73ယောက်အသက်သေဆုံးရတယ်နောက်နောက်ဆက်သုံးခုနေ့ April last April April 17ရက်နေ့မှာပစီကြီးကြီးရောเนาะအခမ်းအနားတစ်ခုအတွက်တက်သူရွာသားတွေစုဝေးနေကြတဲ့ပွဲမှာပုံကျဲတယ် စုစုပေါင်း165ယောက်ထက်မနည်းသေးတယ်။ယောက်30ထက်မနည်းတန်ရရ2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာကချင်ပြည်နယ်ကလိုင်ဇာမြို့အနီးစစ်ဘေးရှောင်ဒုက္ခသည်စခန်းပိုးရင်ဆုံးဖြစ်ပြသူဒုက္ခသည်စခန်း IDB camp ပေါ့ဗျ။အဲ့ဒီ IDB camp ကိုပုံကျဲတယ်။26ယောက်ထက်မနည်းသေဆုံးတယ်။58ယောက်ထက်မနည်းတန်ရရတယ်။ကလေးသင်ငယ်တွေပါပါ။2025ခုနှစ်ဒီနှစ် ဇန်နဝါရီလ10ရက်နေ့မှာရခိုင်ပြည်နယ်ကြောင်းပြည်မော်ကြီးရောဘုံကျဲတဲ့40ထက်မနည်းသေဆုံးတယ်2015ခုနှစ်မေလ12ရက်နေ့မှာတပယ်ရင်ကကြောင်းကလေးတွေစာတင်နေတဲ့အချိန်ကျောင်းသူကျောင်းသားတွေစာတင်နေတဲ့အချိန်ဘုံကျဲတဲ့ကလေးတွေငယ်10ယောက်ပါ73ယောက်ထက်မနည်းသေဆုံးတယ်တိတ်မကြခင်2015ခုနှစ်စက်တင်ဘာလ10ရက်နေ့ကရခိုင်ပြည်နယ်ကြောက်တော်မြို့က ပြည့်တပင်ကြေးရောပူပိုင်တန်းကြောင်းစာတင်ကြောင်းတောင်ကြောင်းတော်ရီအိမ်မောကြရတဲ့ချိန်နေ့မနေ့တင်းအိုင်တနားရီလောက်တနားရီကျော်လောက်ပုံချဲ့တယ်22ရောက်တဲ့မင်းသေးတယ်26ရောက်တဲ့မင်းတန်းရရ2025ခုနှစ်အောက်တိုဘာလတိတ်မကြသေးခင်ကပဲကျွန်တော်ဒီကြောင်းလည်းပြောခဲ့ကြတင်းကျွလာနေ့နေ့ချောင်းဦးကစီမီပူဇော်ပွဲကိုပုံချဲ့တယ်ကလေးတငယ်ပါ24ရောက်တဲ့မင်းသေးဆုံးတယ် 50ထင်မှတ်တဲ့အရာဒီဖြက်တွေထဲမှာအခုချိန်ကြီးဆိုရင်ဗစီကြီးဖြက်ကအစိုးဆုံးပဲတပည့်ရင်ဖြက်ကကလေးတွေကြောင်းတက်နေတဲ့အချိန်စာတင်နေတဲ့အချိန်မှာကျဲတယ်လက်ရက်ကုန်းဆိုရင်လည်းကြောင်းတရက်တပင်ဆိုရင်လည်းကြောင်းတော့ဒါကြောင်းနေတော့ဟိုဟိုဟိုကြောက်ဒါအပြင်ဆေးရုံတွေကိုဘုံကျဲတာနောက်တခြားအချက်သားပြတ်မှတ်တွေကိုဘုံကျဲတာရက်ရွာတွေကိုကျဲတာဒိန်းတွေဒါတွေကအများကြီးလေဗျဒိန်းစတူကဖြစ်နေတာဒီဥစ္စာတွေကဆိုတော့သူတို့ NCA စနေပြေခါနာလုပ်နေတဲ့မနေ့က ပြီးတော့ NCA စနေနေ့ခန္ဓာလုတ်ဖို့ပြင်နေတယ်မနေ့က NCA စနေနေ့ခန္ဓာလုတ်တဲ့ဒီနေ့တွေးပါဖို့ပဲနောက်ထပ်အရသာတွေဘုံကျက်တဲ့ခိုက်တာရှိသေးတယ်ဒါဖြစ်ရတဲ့ချို့ပဲကျွန်တော်ပြောပြအောင်နော်စကိုင်းတိုင်းညောင်မြို့နယ်စီရဘုံရောဟာစီရဘုံရောကိုဘုံကျက်တယ်အရသာဆက်တယောက်တည်းမနေ့ထိခဲ့တဲ့ဟန်ရတယ်စိုးရင်ပါပါချက်ဒီနေနမ်ဆန်မြို့အုံးစွန်ကြီးရောပုံကျဲတယ် တယောက်သေးတယ်ကလေးတငယ်ပါ9ယောက်တန်လာရတယ်စကိုင်းတိုင်းပုံရမျိုးနဲ့ဘူးရောဘုံကျဲနေရင်ပျက်စီးအဲလက်နဲ့ကြီးနဲ့ပြစ်တယ်နေရင်ပျက်စီးတယ်ရှမ်းပြည်နယ်မြောက်ပိုင်းဒီပေါ်မျိုးဘော်ဂျိုဒေတာဒါသပိုင်းဝင်ဒေတာပက်ကူပြည်တရက်ခံထားတဲ့ဂျာတွေကဘုံကျဲတယ်အဲ့ဒေတာပါနော်ဒီကဲတန်လာကြကြတယ်ဟိုနေရင်ပျက်စီးကြဒါတာဒါတာဒီဂျာတွေကတချို့ဖြစ်တဲ့တွေကိုပဲကျွန်တော်ပြောတော့နော်ဥပမာဟလာစကိုင်းမှာဝက်လက်ဝက်လက်ဥပကအဲ ်တမန်သားထင်ပါရဲ့စာတင်ကြောင်းပဲဒေါ်တာကြီးဘော်ပဲကိုကျဲတယ်ဒါဒီအပိုင်းဖြစ်တာနော်အဲ့တော့ကရင်ပြည်နယ်ဘက်မှာဆိုတဲ့တိုက်ပွဲတွေပြင်းထန်ဖြစ်နေတော့တောက်လျှောက်ကရင်ပြည်နယ်ဘက်မှာလည်းနော်ရဲသူကြောင်သားတွေရဲ့နေအိမ်တွေပဲကိုကျဲဘူးကျဲတက်ခိုက်နေတာရှိတယ်ရဲသူကြောင်သားတွေရာနဲ့ချင်းပြီးတောင်းနဲ့ချင်းပြီးတော့ပိုးရင်စွန်ပြေးကြရတယ်တစ်ဖက်နိုင်ငံတိုင်းနိုင်ငံဘက်ကိုပြေးကြရတာရှိဆိုတော့ကိုကြောင့်ပါအောင်နော်ဒီအချက်လက်တွေကကျွန်တော်တို့လုံခြံရေးပြောတဲ့အချက်လက်တစ်ခုမှမပါဘူးเนาะပြီးတော့မဖြစ်ခဲ့တဲ့ဟာတွေကို ဟိုထိုးစက်ခင်းပြီးပြောနေတာလည်းမဟုတ်ဘူးပြဆက်လုပ်နေတာမဟုတ်ဘူးလူအသက်တွေဗျာရက်သူရွာသားအသက်တွေဗျာနော်သူတို့ကတော့ပြောလိုက်ရင်ဒါလက်နက်ကင်တွေရှိတယ်လက်နက်ကင်တွေပါနော်မဟုတ်ဘူးနော်တိုက်တဲ့တာမန်ရက်သူရက်သားတွေဒါတွေကိုဒီလောက်နော်ဟလာပက်ပက်ဆက်ဆက်ဒါရွာတွေကိုစစ်ကြောင်းထိုးတာနေနေကိုမီးရှို့တာဖမ်းတာလူသားတိုင်းလုတာဟလာနော်တတ်သွားတာနော်ပက်ပက်တတ်တာမှာတချို့ကိစ္စတွေဆိုပက်ပက်ဆက်ဆက်တတ်တာတွေ လာများပြီးသူကပစ္စည်းဥစ္စာတွေကိုလူရက်တာတွေခိုးယူတာတွေဖောက်ထွင်းတာတွေဒါတွေရှိနေတယ်ပြီးတော့အကျွဲရောက်တဲ့လူမှန်သမျှနော်ကြုံတယ်လို့တွေ့တယ်လို့တကယ်ကပဲကျွန်တော်တွေ့လိုက်သေးတယ်ပါလဲ stage show လားပါလားအဲ့ဒီကနေပြန်လာတာကျွန်တော်နေရတော့ဒေတာတော့ကျွန်တော်မှတ်မိတော့ရုတ်တရက်လူငယ်တွေကိုဖမ်းတာဆယ်ယောက်လောက်မသိပါပါတယ်ဟိုတော့ဆွဲတယ်ဘာမရေးချမ်းလို့လဲဘာဘာရေးချမ်းငိတ်တဲ့အောင်ဘာဒီနာလုပ်နေလို့လဲကဲအပြည့်ရ အစီအလိုစားတော့ဆယ်နှစ်ပြည့်တဲ့ဟောင်းခေါ်ဆိုးလုပ်ပြီးတော့ဟန်အကြောင်းပြလုပ်တယ်ကွဲတပတ်မှကြတော့တိုင်နေခန့်နေဘုံကျဲနေပြတ်တက်နေတာပဲဗျဘာတွေတော့ပြီးတော့ကောင်းတယ်လေကိုကြောက်မအောင်ဧဗာတွေများပြည့်ရတာလေဗာတွေများငိမ့်ချမ်းတာလေကျွန်တော်ဟုတ်ကဲ့ပါကိုကြောက်သိရင်ဒါ ဒါကိုကျော်သိန်းပြောတော့အချက်လက်တွေကဒါတကယ်ကိုပဲဒါစစ်တပ်ကဒါကျူးလွန်ခဲ့တဲ့အချက်လက်တွေကိုဒါလိလဆောင်ကြည့်တဲ့အခွဲတွေကမှတ်တမ်းတင်ထားတဲ့တကယ်တိကျတဲ့အချက်လက်တွေဆိုတော့တွေ့ရပါတယ်အဲ့ဒီထဲမှာလေကိုကျော်သိန်းစွန်းနေွားရတဲ့မှာလေဒါစာတင်ကြောင်းတွေကိုဒါလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေပေါ့လေဒါတွေကိုလှုပ်ဆောင်နေရတွေ့ရတယ်အဲ့လိုလှုပ်ဆောင်နေတဲ့တပြိုင်တည်းထဲမှာပဲဒါဒီအနာသိစစ်ကောင်းသောမင်းအောင်လိုင်ကဒါသူ့ရဲ့ဒီ NCA ဒီစနစ်ပြမှာသူပြောရတဲ့မှာပါသူပြောတာကဒီចောင်းသားချင်းစာနာကြပါလို့မိဘချင်း ဆန္ဒကြပါဆိုတဲ့စကားမျိုးကိုလည်းတော်တော်လေးကိုသူမဝင်ဝင်ရပြောရဲဆိုတာလည်းကျွန်တော်တို့တွေးတွေးလိုက်ရပါတယ်ဒီလောက်တော့မင်းတို့ပြောင်းတိုက်ပြီးတော့ပြောခဲ့ရအောင် တွေးရပါတယ်အဲ့တော့ကိုကျော်သိရင်ဒါကျွန်တော်တို့နောက်ထပ်ဆွေးနွေးမယ့်အပိုင်းလေးတွားအောင်ပါဒါလည်း NCA နဲ့ဆက်ဆက်လို့ပဲပေါ့လေဆိုတော့ဆိုတော့လက်ရှိအချိန်မှာဒီ NCA 7နှစ်ပြည့်အခမ်းအနားနောက်က8နှစ်ပြည့်လို့ဒီလို NCA စာချုပ်လက်မှတ်ရေးထိုးတာဘယ်နှစ်နှစ်ပြည့်အခမ်းအနားဆိုတာမျိုးတွေဒါစစ်တပ်ကနေပြီးတော့ပေါ့လေအာဏာသိမ်းစစ်တပ်ကနေဥဆောင်ပြီးတော့ဟိုတောက်လျှောက်ကျင်းပနေတာကိုတွေ့ရတယ်ပေါ့လေဆိုတော့အဲ့လိုကျင်းပနေတဲ့ ခြေအနေတွေကဒါစစ်တပ်ကသူဘာလို့ရည်ရွယ်ချက်တွေနဲ့ဒီဟာကိုလုပ်နေရလဲဆိုတာတစ်ချက်ကျွန်တော်မေးချင်တာရှိတယ်ဗောရောဆိုတော့ဒီမှာလဲဒါဒီအဲ့ထက်မှာလဲဒါမင်းအောင်လိုင်းပြောသွားတဲ့အထက်မှာတစ်ချက်ပါတယ်ဗောလေဘာလဲဆိုတော့သူစစ်တပ်ကဒီ NCA စာရုပ်လက်မှတ်ထိုးရတဲ့မှာပါတယ်ဗောဒီဂရီကိုသူမဖြတ်ဘူးဗောနှုတ်ဂရီဆိုတဲ့သူမဖြတ်ဘူးဆိုပြီးတော့ဒါတွေကိုသူကျင်းပနေရပါတယ်ဆိုပြီးတော့ပြောသွားတာရှိတယ်ဗောလေ NCA ကိုဆိုတော့ NCA နဲ့ပတ်သက်ပြီးတော့လဲဒီလိုစစ်တပ်ကလုပ်နေတဲ့အခြေအနေတွေကိုကျွန်တော်သိသုံးသပ်ပေးပါအောင်ခင်ဗျာ ူပြောတဲ့စကားကိုပဲပြန်ပေါက်ပြီးတော့ပြောရဲကိုကြောပါအောင်ဟလာဒီ NC မှာပါတဲ့အတိခရဲ့စီလုပ်ငန်းစဉ်စစ်တပ်ပြောငင်းတဲ့လုပ်ငန်းစဉ်နိုင်ငံရေးလုပ်ငန်းစဉ်စသည်အပြင်ဒါတွေဆက်သွားနေပါတယ်ဆိုတော့ဟန်ပြချက်တော့ဒါတစ်ချက်နောက်တစ်ချက်ကပါလဲဆိုတော့မင်းအွန်လိုင်းတို့ကသူတို့ကိုတရားဝင်မှုလို့ပေးထားတာကတကယ်တကယ်နိုင်ငံတကာမှာတက်တက်တာဘူးမှမရှိဘူးဒီတရားဝင်မှုဆိုတော့အင်မတန်လိုချင်တယ်နိုင်ငံတက်လိုချင်တယ်ဒီတရားဝင်မှုဆိုတော့ အဲ့တော့ DNC ဆိုတာကအဲ့ဒီအချိန်တုန်းကအစိုးရရဲ့အစိုးရစစ်တပ်ဆိုတာအစိုးရတောက်ခိုင်းအစိုးရလို့ပြောလုံလောက်နော်အစိုးရရဲ့အဲ့ဒီအချိန်ကဟလာအာဏာရအစိုးရရဲ့ပြီးတော့သက်ဆိုင်သူဟလာသက်ဆိုင်တဲ့လက်နက်ကိုင်ဖွဲ့အစည်းတွေရဲ့လွတ်တော်ရဲ့ဒီလိုပါဝင်ခဲ့ကြနော်ရပ်ဖက်ပိုစီတီပါတီပေါ့ထားပါအဲ့တော့တကယ်တရားဝင်တဲ့စာချုပ်ကြီးတစ်ခုဖြစ်ခဲ့တာဒါကဒါကိုစက်ကင်ထားကြပြီးဟလာသူတို့ကိုသူတို့ ငါတို့တရားဝင်နေငါတို့တရားဝင်နေဆိုပြီးတော့ညာအိယာဝင်တိုင်းရွတ်ဖို့လုပ်ပါတယ်ဒါပဲသူတို့ရဲ့တရားဝင်ကိုပြခြင်းနဲ့တရားဝင်မှုရှိပါတယ်ဆိုတော့ကိုပြခြင်းနဲ့တကယ်က0သူတို့ရဲ့တရားဝင်ဘာတရားဝင်မှုမရှိဘာတရားအနာသိရင်ပါနော်ဒါကိုပြခြင်းတာဒီတစ်ချက်ကအဓိကကျွန်တော်ရှိရပြောလို့ဗျာတကယ်က NCA တော့မဟုတ်တော့တာကြာပါပြီ MCA ဖြစ်နေပါနော်ဘာဘာ ceasefire မှမရှိမှမရှိတဲ့အခါကြီးအဲ့တော့ ဟိုအဲ့ဒါကိုရှေ့ရနေပြီးတော့စစ်တပ်ကတိုင်ပြီးတာကိုတွားတဲ့လူကနောက်ကနေဝေးလေးလေးလိုက်လောက်ကြတာပဲဒါပဲဝေးလေးလေးအဆင်နဲ့ရှိတယ်အဲ့လူပြအဲ့တော့ကိုကျော်မောင်ရဲ့ပြောရရင်ငိမ့်ချမ်းကြီးဆိုတာနော်ငိမ့်ချမ်းကြီးဆိုတာစစ်တပ်ကဥဆောင်ပြီးလို့လို့မရအောင်ငိမ့်ချမ်းကြီးဆိုတော့ငိမ့်ချမ်းကြီးဆိုတော့ဘယ်သူကဥဆောင်ပြီးတော့အကောင့်တွေပေါ်ရမှာလဲလမ်းစဉ်ချရမှာလဲဘူးချရမှာလဲလိုရမှာလဲဆိုတော့တိုင်းပြည်လူထုကဒီမိုကရေစီနှီးကြရွေးကောက်တင်မြှောက်ထားတဲ့ လွတ်တော်နဲ့ခေါင်းဆောင်နဲ့အစိုးရကလုပ်အောင်တိုင်းပြည်သူကဒီမိုကရေစီမြေကြီးရေကောက်တင်မြောက်ထားတဲ့ခေါင်းဆောင်တွေလွတ်တော်အစိုးရဒီလိုမျိုးဦးဆောင်ပြီးတော့လုပ်အောင်စစ်တပ်ကဦးဆောင်ပြီးတော့ဟုတ်တို့လို့မရဒီမြောက်လိုက်တော့အကြက်စစ်တပ်ကပူဆိုးတော့နော်တလောပပစစ်တပ်တွေလုပ်ထားနောက်တစ်ခုကဘာလဲဆိုတော့ဒီလိုလုပ်ငန်းတွေမျိုးကဘယ်သူမှမကြံရအောင် DNC ဆိုတာစကတည်းကဟိုဖွဲ့ကြံဒီဖွဲ့ကြံ ဘယ်သူမှမကြံရအောင်အားလုံးပါဝင်ရဒါမှ nation wide ဖြစ်မှာပေါ့ဘယ်နဲ့ nation မှာဘဝိုင်းမှာမဝိုက်တဲ့ဟာကြီးကိုနော်ဒီတဲ့ကကြတော့ဒီနေ့မြန်မာနိုင်ငံရဲ့အခြေအနေခင်းကျင်းနဲ့ပြောရင် Federal Democracy ဆိုင်ရာမျိုးရည်ချက်ပေပေါ်မှာခိုင်မာချိခိုင်ရမယ်ဒီလိုလုပ်ငန်းစဉ်မျိုးပေါ့အရေးအကြီးဆုံးကဘာလဲဆိုတော့တိုင်းပြည်လူထုကိုတကယ်တမ်းအကျိုးဖြစ်စေရမယ်တကယ်တမ်းအကအပွဲ ပေးနိုင်ရဒါမှဟလာအတိတ်ပဲရှိတဲ့ထိရောက်တဲ့အပြစ်ခတ်ရစေတော်လောကငင်းချိုင်းတော်လောကဖြစ်အဲ့တော့ကျွန်တော်ပြတ်ပြတ်ပြောမယ်ကိုကျော်မင်းအောင်လိုင်းတို့အကျံဖက်စစ်တပ်အုပ်ဆိုးနေတဲ့၍ကြီးဆိုးနေတဲ့၍ဒီမနက်ကမှဘယ်တော့မှငင်းချိုင်းမရောက်ပြဟုတ်ကဲ့ပါကိုကျော်သိရင်ဒါဒီဒီ main online တို့ main online တို့ဆိုတာကဒါငញ្ញញ៉ៃကိုတကယ် လူလာတဲ့လူတွေမဟုတ်ပဲねဒါကိုကျော်သိန်းကတော့ဆွေးနွေးခဲ့သူတို့ပဲသူတို့ရဲ့တရားဝင်မှုရအောင်အော် for sure လုပ်နေတဲ့ပုံစံတွေကကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီလိုဒီလိုနေပါလေဒါတနိုင်ငံလုံးပြတနိုင်ငံလုံးပြခဲ့ဆယ်ရစေးရေးစာချုပ်ချုပ်ဆိုတဲ့အချိန်မှာပဲဒါတနိုင်ငံတော်ဝင်မှာတိုက်ပွဲတွေရတယ်ဖြစ်နေတဲ့အခြေအနေတွေကဒါဒါဒီဘလုံးမကိုဟန်ပြတက်တက်ဆိုတော့ပေါ်လွင်စေပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဆွေးနွေးတဲ့အကြောင်းအရာကလည်းဒါ ပြေသွားပြီဆိုတော့ကျွန်တော်တို့ဒီစီဇန်ကိုကျွန်တော်ဒီမှာပဲကျန်နာကျင်ပါတယ်ကျေးဇူးပေးကြတဲ့ပရိသတ်တွေအူးချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ကိုကျော်သိန်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးပါကိုကျော်မောင်နဲ့ VIP ရဲ့တော်သားများသူပြင်းတော့ကျေးဇူးအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုသူပဲကျေးဇူးတင်ရှိပါတယ်ဖိနှိပ်မှုမျိုးစုံအကြောင်းတရားမျိုးစုံကနေပြီးတော့ဉာဏ်စုံလွတ်မြောက်နိုင်ကြပါစေဘေးရန်ကင်းကြပါစေကျန်းမာကြပါစေဗျာ